ဂေါတမဘုရားမပွင့်ခင်ကမြတ်စွာဘုရားတွေဟာကလေးချီပြီးတော့မယွေမတွက်နိုင်တဲ့ဘုရားတွေပွင့်သွားတယ်။တမ္ပုဒ္ဓိအထဝီသင်္ဆာကာထာမှာကြည့်မယ်ဆိုအများကြီးပဲပေါ့နော်။သို့သောဂေါတမဘုရားနဲ့သက်ဆိုင်တဲ့ဘုရား24စုရှိတယ်။ဗျာဒိတ်ခံတဲ့ဘုရား24စု။အဲ့ဒီဘုရား24စုအခြေအနေလေးကိုစဉ်းစားကြည့်။အားလုံးဟာတကိုးတွေနဲ့ကြည့်ပဲ။အင်တာမကြီးမားတဲ့ တပ်ပေတာနံဒုက္ခဝဟတဝါရရဲ့အကျိုးစီးပွားတဝါအားလုံးရဲ့အကျိုးစီးပွားကိုဆောင်ရွက်သွားတဲ့ဘုရားရေကြီးပဲနှစ်ပေါင်းများစွာ လောကကြီးမှာ ဖြစ်ပေါ်လာ ပြီးတဲ့နောက်တဝါရရဲ့အကျိုးစီးပွားလမ်းမှန်ကိုဟောကြားသွားတဲ့ဘုရားရေဂေါရမဘုရားဘဝနဲ့ဆက်သွယ်နေတဲ့ဘုရားရှင်ပေါင်းဘုရားရိတ်တော်ကြားတာဘုရား၂၄ဆုရှိအဲ့ဒီ၂၄ဆုသောဘုရားရေမှတ်တမ်းကို ကြည့်လိုက် လောကကြီးမှာမြဲတာဆိုတာတခုမှမရှိဘူးဆိုတာကိုဖော်ပြတယ်เนาะနံပါတ်1ကဒီပင်္ဂရာမြတ်စွာဘုရားဘယ်တော့ကပွင့်လေးအသင်္ချေနဲ့ကဘာတသိကဘာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လေးအသင်္ချေနဲ့တသိရှိတယ်လို့ဆိုလို့တယ်လေးအသင်္ချေဆိုတာဘယ်လိုယူရတာတော့လို့ဆိုလို့ရှိရင်မရေမတွက်နိုင်တာကလေးကရေတွက်လို့ရတာကတသိဒီလိုမှတ်ရအောင် အဲ့တော့မရေမတွက်နိုင်တဲ့ကဘာပေါင်းက၄ခါကြုံနေတဲ့ဘလို့ကြုံတော့ဆိုရင်ဒီပင်ကရာမြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာကွဋ္ဌညာဘုရားပွင့်တယ်အဲ့ဒီဒီပင်ကရာမြတ်စွာဘုရားနဲ့ကွဋ္ဌညာဘုရားချားမှာကဘာပေါင်းဘလောက်ကြားတယ်ဆိုတာအရေးအတွက်မရှိဘူးနော်ရေတွက်နိုင်ခြင်းမရှိဘူးဒါကြောင့်အဲ့ဒါကိုတစ်အသင်ချေလို့မှတ်ထားတယ်အဲ့ဒါတခုလွန်ခဲ့ပြီကဘာပေါင်းဘလောက်ဆိုတာမရှိဘူးမသိနိုင်ဘူး အလုံးကိုကြာခဲ့တယ်လို့ဆိုလိုတယ်နောက်တစ်ခါကုဋေညမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာမင်္ဂလာဖရာပွင့်တယ်အဲ့ဒီဖရာနှစ်ဆူကြာมาလည်းပဲကဘာပေါင်းဘလောက်ကြာတယ်ဆိုတော့အရေးအတွက်မရှိလောက်အောင်ကြာညောင်းခဲ့သည့်အတွက်ကြောင့်အဲ့ဒါကိုတစ်တင်ချေလို့ရှိရေအတွက်ပြန်နောက်တစ်ခုနာရဒဖရာနဲ့တောဘိတဖရာဒီနှစ်ဆူရဲ့အကြမ်းမှာလည်းပဲထို့တူပဲ ကဘာပေါင်းဘလောက်ဆိုတာကိုရေတွက်လို့မရသေးတဲ့အတွက်ကြောင့်အဲ့ဒါကတစ်အသင်ချင်းနောက်အနောမဓာတိမြတ်စွာဘုရားနဲ့ဗုဒ္ဓမုတ်တရာမြတ်စွာဘုရားဒီနှစ်စုရဲ့အကြောင်းမှလည်းပဲကဘာပေါင်းဟာမရေမတွက်နိုင်အောင်ကြာညောင်းသည့်အတွက်ကြောင့်တစ်အသင်ချင်းလို့ဆိုအလုံးပေါင်းလိုက်အသင်ချင်း၄ခုလို့ဆိုတာအဲ့ဒါကိုပြောတာ၄အသင်ချင်းဆိုတာအဲ့လိုမဟုတ်ဘဲနဲ့၄ကဏ္ဍကြီးဘာလို့ထည့်ထားတာတုံးလို့စဉ်းစားတဲ့လူကစဉ်းစားမယ်နော် အသင်ချေဆိုတာမရေမတွက်နိုင်တာမရေမတွက်နိုင်ဘူးလဲပြောသေးတယ်ဘာလို့လေးကနန်းထည့်ထားတာတော့ဆိုတာကြာဒီအထိပဲနော်မရေမတွက်နိုင်တဲ့ကဘာပေါင်းက၄ခါကြုံရတယ်အဲ့တော့ဘုရားတဆူဖြစ်ဖို့ဆိုတာမရေမတွက်နိုင်တဲ့ကဘာပေါင်းကို၄ခါကြော်ဖြတ်ခဲ့ရတယ်ရေအတွက်မှတ်တမ်းတင်နိုင်စွာမရှိခဲ့ဘူးဒီလိုဆိုအဲ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားရဲ့ဒီဘက်ကျတော့တသိအဲ့ဒါရေအတွက်လို့ရတယ် အဲ့ဒါကိုပြောတာလေးအသင်ချိန်နဲ့ကဘာတသိန်းဆိုတာနော်တခြားနည်းနဲ့ပြောတာမဟုတ်ဘူးအဲ့ဒီနည်းနဲ့ပြောတယ်အဲ့တော့ဘောရမဘုရားရဲ့လောင်းလျာဓာရိတော်စပြီးတော့ခန်းလာတဲ့ဒီပင်ကရာမြတ်စွာဘုရားကနေစကြည့်လိုက်မယ်ဆိုရင်မရေမတွက်နိုင်တဲ့ကဘာပေါင်း၄ခါဂျုံခဲ့ပြီးတဲ့နောက်မှာရေတွက်လို့ရတဲ့ကဘာကအတိအကျပြောလို့ရတာကတသိန်းရှိတယ်အဲ့ဒီလေးအသင်ချိန်နဲ့ကဘာတသိန်းအတွင်ဖြစ်ပေါ်လာတဲ့မြတ်စွာဘုရားတွေကိုပဲကြည့် ဒီပင်ကရောလောစီနောတထာနန္ဒာရမမိနေဖို့တော်တထေဝတ္တစိနာထုပေါ်စတ္တိန်သုတ်ပေတာပြောစမောကဲဒီပင်ကရမြတ်စွာဘုရားတခင်ကိုရမြတ်ကြီးဟာတက်တော်တသိန်းတန်းမှပွင့်တယ်အသက်တသိန်းရှိတဲ့ချိန်မှပွင့်တယ်လူတတန်တသိန်းနေပြီးတော့လောကသားတို့ရဲ့အကျိုးစီးပွားကိုကြိုးစားအထောက်အထားတယ်နော် သောတယိတဝါနတတ္ထမတန္တာရိတဝါသတိပကလောကကြီးမှာအမှန်တရားတွေကိုဟောပြောတယ်မှန်တရားတွေလူတွေရဲ့ရင်ထဲနှလုံးထဲရောက်အောင်ဘယ်ဟာအမှန်ဆိုတာရှင်းလင်းဟောပြောတယ်တန္တာရိတဝါမဟာစနသရဝါတွေကိုကဲ့တင်သွားတယ်ကဲ့တင်တယ်ဆိုတာအမှန်သိအောင်ပြောပြီးကဲ့တင်တာတကူတော်နဲ့ကဲ့တင်တာမဟုတ်ဘူးကဲ့တင်တာဟာတကူနဲ့ကဲ့တင်လို့မရဘူး လူတယောက်ကြီးပွားတုတ်တက်စေခြင်းသူ့ကိုပညာပေးရတာနော်ပညာပေးမှအဲကြည့်လေမိဘတွေကသားသမီးကိုကဲတင်တာဘာနဲ့ကဲတင်ကြောင်းထားပေးတာဒါမိဘတွေရဲ့ကဲတင်မှုပဲသူတို့ကိုယ်တိုင်ပညာတတ်ကြီးတွေဖြစ်မှဘဝကိုသူ့ကိုသူခြောက်လှမ်းနိုင်မှာပေါ့အကယ်၍မိဘကသားသမီးကိုချစ်လို့အေးငါသားကြောင်းလည်းမနေနဲ့အေးမင်းပြောသလိုသားနေဆိုရင်လူစိုးလူမဖြစ်သွားပြီ ဒီသားသမီးဟာကောင်းတဲ့စင်တမ်းမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်တော့အဲ့တော့သားသမီးကိုမိဘတွေကကဲ့တင်နေတဲ့အခါမှာပညာတတ်အောင်နှီးလန်းရှာပေးရတယ်။ကြောင်းကောင်းကောင်းထားမယ်။ပညာတတ်အောင်ဆရာကောင်းကောင်းနေနဲ့အနံ့ပြီးတော့ပညာတွေကိုသင်ခိုင်းတယ်။ဒါကဲ့တင်ခြင်းပဲ။မြတ်စွာဘုရားရဲ့ကဲ့တင်မှုကလည်းအဲ့ဒီတိုင်းပဲ။နော်။ဟိတေပဝတ္တနေနာအာဟိတာသနိယောတနေနာ တရဝရီရဲ့တဏ္ဍမကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ကုသိုလ်တရားတွေဖြစ်ပွားအောင်ကြိုးစားခကြိုးစားစေတယ်။အာဟိတာစနေဝတ္တနေနာဆိုးကျိုးတွေကိုပေးတတ်တဲ့အကုသိုလ်တရားတွေကရှောင်ရှားခိုင်းခြင်းအဖြစ်ဆိုလိုတာကမလုံတဲ့နာနဲ့လုံတဲ့နာနော်ရှောင်ရမှနဲ့ဆောင်ရမှဒီနှစ်ခုပဲလမ်းညွှန်မှုပေးတာကဲတဲ့နေဆိုတာဒီလိုနီးနဲ့ကဲတဲ့မင်းဒါမလုံနဲ့ဒါလုံ ဆရာဝန်ကယောဂါကို ကုစားတဲ့အခါမှာလည်းပဲတမားတော်တွေကယောဂါကိုကုစားတဲ့အခါမှာလည်းပဲဒါမတည်ဘူးဒါမစားနဲ့ဒီဆေးတောက်တာဒါပဲပြောတာပဲလေမလောက်ရမှန်းနဲ့လောက်ရမှပဲပြောတာအဲ့ဒါကိုလိုက်နာလို့ရှိရင်အကျိုးရှိမှာမြတ်စွာဘုရားကသတ္တဝါတွေကိုကဲတင်တယ်ဆိုတာလည်းဒီနည်းပဲအေးဒီအကုသိုလ်တရားတွေကိုယ်တဏ္ဍာမဖြစ်စေနဲ့ကုသိုလ်တရားတွေဖြစ်အောင်ကြိုးစားလို့ဆိုခြင်းအပြင်ကဲတင်ခြင်းသာလည်းဖြစ်တယ်ဗော အဲ့တော့ဒီပင်ကရာမြတ်စွာဘုရားဟာတရဝါးလေးကိုကက်တင်ပြီးတော့နောက်ဆုံးနှစ်ပေါင်းတသိန်းကာလကြာအောင်တရဝါးလေးရဲ့အကျိုးစီးပွားကိုဆောင်ရွက်အနှစ်တသိန်းဟိုဘက်ထိအောင်ရပ်တည်နိုင်စွာမရှိဘူးရှိတော့အစွမ်းတကူတွေအများကြီးရှိဒါပေမဲ့အနှစ်တသိန်းဟိုဘက်ကိုသွားလို့မရဘူးသင်္ခါရရဲ့သဘောတရားကနော်မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ကြီးကလည်းပဲသင်္ခါရဖြစ်တယ် သင်္ခါရဖြစ်နေသည့်အတွက်ကြောင့်တာသအဋ္ဌိသောသယသောတာဏိသပါတိတုသက္ကာယရဏိဖះဆိုတာကျန်ရင်လက္ခဏာတွေအမှန်တမ်းပြည့်စုံတယ်နော်အစွမ်းတကူတွေရှိတယ်အချမ်းရံကြော်စိုးတွေနဲ့ပြည့်စုံတယ်ရသော်ဘုရားရဲ့ခြေဝါတော်မှာဆက်လက္ခဏာတွေရှိတယ်တပ်ပန္တမန္တရဟိတအားလုံးပျောက်သွားပြီမရှိတော့အဲ့ဒါတော့နှစ်ပေါင်းတသိန်းကာလ နှစ်ပေါင်းတသိန်းလူဘွားမှာတတန်းရှိကြပြီးတဲ့နောက်အင်မတန်မှချုံမောလှပတဲ့ရူပကာယနဲ့ပြည့်စုံပြီးအသိဉာဏ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်မြတ်ကြီးဟာနောက်ဆုံးကြတော့ပျောက်ွယ်သွားတာပဲသင်္ခါရကိုလွန်ဆန်ပြီးတော့ခဏိတိတည်ရှိခြင်းကမစွာနိုင်ဘူးတဲ့နတ်လူရိတ်တာတဘသင်္ခါရသင်္ခါရမှန်သမျှဟာဒီတိုင်းပဲဘာမှအသုံးမကျဘူးလို့ဆိုလို့အခိုင်အမာရနိုင်တာတခုမှမရှိဘူး ဟောဒီပင်ကရာမြတ်စွာဘုရားဟာနန္ဒာရမလို့ဆိုတဲ့ဥယျာဉ်ကြီးထဲမှာပြိဋိဘံဆံတာ